မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာ အာဇာနီနေ့အခမ်းအနားကိုလာတက်တဲ့မင်းအွန်လိုင်းရောက်ရှိနေတဲ့အချိန်မင်္ဂလာရုံမြို့နယ်မှာရှိတဲ့လေကြောင်းအတက်တင်အကြောင်းကိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုက်လ18ရက်နေ့ည9:55မိနစ်အချိန်မှာရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်မှာရှိတဲ့စစ်ခွေးတိုက်ရဲ့လေကြောင်းအတက်တင်တင်တန်းအကြောင်းကိုပြင်းအားမြင့်တဲ့အဝေးထိန်းမိုင်းနဲ့လက်ပစ်ဘုံကပ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေနဲ့အနောက်ပိုင်း KI ပတ်ကောက်ဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ခွေးဘက်ကတအုပ်ထိမှန်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများကမင်္ဂလာတော်မြို့နယ်နဲ့ရန်ကုန်မြို့အဝင်းအထွက်များကိုမနေ့ကညပိုင်းကပိတ်ဆို့ဆစ်ဆဲခဲ့တယ်လို့သိရပါတယ်။ထိခိုက်မှုကတော့ဘုံပစ်တဲ့အချိန်မှာစစ်ခွေးတကောင်တော့လဲကျသွားတာမြင်လိုက်တယ်။မင်းအောင်လိုင်းရောက်နေတဲ့အချိန်မို့လို့တမင်ကိုစော်တာပါညဘက်ပိုင်းမှာအဲ့ဒီဖြစ်စဉ်ရောက်စစ်ခွေးတွေဘက်ကအကုန်အလုံးရှုပ်ကုန်တယ်။လမ်းတွေပိတ်ပြီးစစ်တပ်တွေချက်ချင်းလုကြတယ်။ပောက်ကွဲတံကလည်းအတန်တော်တော်လေးကိုအောင်းတယ်။ မိုင်းမှာလက်ပစ်ဘုံကတ်ပြီးတော့ပြစ်တာမဟုတ်လို့ပါလို့ရန်ကုန်အာမေကတာဝန်ရှိသူကရှင်းပြထားပါတယ်ဒီကနေ့မှာစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်က88နှစ်မြောက်အာဇာနီနဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပြီးစစ်ကောင်စီတပ်များကဗဟန်းမြို့နယ်အာဇာနီကုန်းအပါအဝင်ဗဟန်းနဲ့စမ်းကြောင်းမြို့နယ်နေရာတချို့မှာဖုန်းလိုင်းများနဲ့အင်တာနက်လိုင်းများကိုယာယီဖြတ်တောက်ထားတယ်လို့သိရပါတယ်လုံခြုံရေးအနေနဲ့ရန်ကုန်မြို့တမျိုးလုံးကိုလုံခြုံရေးတွေတုံ့ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ထံကနေအာနာလူယူဖမ်းဆီးထောင်ချထားတဲ့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကဗိုလ်ချုပ်အောင်ဆန်းရဲ့အမှတ်တရအထိမ့်အမှတ်များကို ထိမ့်သိမ်းထားရမယ်လို့ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကရန်ကုန်မြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းပြတိုင်နဲ့အတွင်းဝင်များယုံလို့ခေါ်တဲ့ဝင်ကြီးများယုံကိုတွားရောက်လေ့လာခဲ့တဲ့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကအခုလိုပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်ကဗဟန်းမြို့နယ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းပြတိုင်ရန်ကုန်ကိုရောက်ရှိလာပြီးဗိုလ်ချုပ်အောင်ဆန်းစီးနှင်းခဲ့တဲ့မော်တော်ယာဉ်နဲ့မှတ်တမ်းဓာတ်ပုံများပြကန်ပန်းချံဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတူဗိုလ်ချုပ်ရဲ့ငယ်ဘဝတက္ကသိုလ်ကျောင်းသားဘဝနိုင်ငံရေးလောကဘဝတက်မတော်ခေါင်းဆောင်ဘဝနိုင်ငံခေါင်းဆောင်ဘဝ မိသားစုဘဝမှတ်တမ်းများနဲ့မှတ်တမ်းဓာတ်ပုံများအသုံးပြုခဲ့တဲ့အသုံးဆောင်ပစ္စည်းများဘိုးကျော်အောင်ဆန်းပြတိုက်ရဲ့နောက်ခံတမိုင်းအချင်းဧကန်ဧကန်ဖျားကန်စားကြည့်လိုက်နဲ့အထူးအစီဝေခံများအတွဲမှာခင်းကျင်းပြသထားတဲ့ဘိုးကျော်အောင်ဆန်းအသုံးပြုခဲ့တဲ့အဝတ်အထည်များနဲ့အသုံးဆောင်ပစ္စည်းများပကြီကားများဓာတ်ပုံများနဲ့ပရိဘောကပစ္စည်းများဘိုးကျော်အောင်ဆန်းဖတ်ရှုလေ့လာခဲ့တဲ့စာအုပ်များနဲ့ဘိုးကျော်ရဲ့တမိုင်းမှတ်တမ်းများကိုရေးသားထားတဲ့ခေတ်ဆက်ဆက်မှာထုတ်ဝေခဲ့တဲ့စာအုပ်များကိုလည်းလိုက်လံကြည့်ရှုခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက် စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဘိုးကျောင်းဆန်းစီးနှင်းခဲ့တဲ့မော်တော်ကားကိုရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက်ကျွမ်းကျင်ပညာရှင်များနဲ့ပြည်ရင်ထိန်းသိမ်းခြင်းများကိုဆောင်ရွက်သွားရန်လိုတယ်လို့ပြောကြားလိုက်ပါတယ်အဆောက်အုံများပြည်ရင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရမှာရှင်းမှုကိုမထိခိုက်စေဘဲရှင်းဟောင်းမှုလက်ရာများအတိုင်းဖြစ်စေရန်အတွက်ရခင်မတန်းတပ်ဖို့များနဲ့ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးစနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်ပြတဲ့အတွင်းမှာရှိတဲ့တပ်ဖို့များအား ဤပညာများအသုံးပြုပြီးတော့ထိမ့်သိမ်းဆောင်ရွက်ပြီးအခုတည်းပုံမှုပြီးတော့ကောင်းမွန်ကြည်လင်ပြတ်သားတဲ့ပုံများဖြစ်အောင်ဆောင်ရွက်သွားရန်လိုတယ်လို့ပြောပါတယ်ပြတိုက်ပတ်ဝန်းကျင်တန်ရှင်းတာယာလှပစေရေးအတွက်လမ်းဘေးဝဲရမှာရှိတဲ့တပ်ပင်များအားအောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရန်အမိုက်ပြတိုက်များမရှိစေရေးအတွက်စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်ပြောဆိုကြောင်းသိရပါတယ်ဒါ့အပြင်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကဘုဒ္ဓထောင်မြို့နယ်မှာရှိတဲ့ဝင်းကြီးများယုံခေါ်အတွင်းဝင်ယုံအဆောက်အုံတွေကိုရောက်ရှိကာ ဗိုလ်ချုပ်အောင်ဆန်ထိုင်ခဲ့တဲ့နေရာကိုမူလာတိုင်းခင်းကျင်းထားရှိမှုအတိုင်းခင်းကျင်းပြသသွားရန်လိုတယ်လို့ပြောပြထားပါဗျ။တမိုင်းဝင်အထောက်ထားဓာတ်ပုံများပုံအညွှန်းစာများတက်ပြီးတော့ဖော်ပြသွားရန်လဲလိုတယ်လို့ပြောပါတယ်။တမိုင်းအထောက်ထားဓာတ်ပုံများကိုထပ်မံပြုစုပြီးတော့ခင်းကျင်းပြသသွားရန်လိုအပ်ကြောင်းနဲ့ဝင်ကြီးများယုံအတွင်းဝင်ယုံအဆောက်အုံဟာတံမိုးဖြတ်လို့မရတဲ့ရှေးဟောင်းတမိုင်းဝင်အဆောက်အုံဖြစ်တယ်လို့ရေရှည်တီးတဲ့ခိုင်မြဲစီရေးအတွက်ပြုပြင်ထိန်းသိမ်းရေးများကိုမူလအတိုင်းစဉ်ဆက်မပြတ်ဆက်လက်ပြီးတော့ဆောင်ရွက်သွားရန်ပြောဆိုခဲ့ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြံဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကလူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရထံကနေပြီးတော့အာဏာလုယူပြီးဒေါအောင်ဆန်းစုကြည်ကိုလည်းနှိရှိထောင်ဒဏ်များချမှတ်အရေးယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်ကနောင်ချိုမြို့ကိုဝင်ရောက်လာတဲ့စစ်ခွေးတပ်ကမြို့ပေါ်မှာကြံနေတဲ့လူအနှဲငယ်ကိုသာဓာတ်ပေါက်ကျွေးပြီးတော့ဝါရဖြန့်စီးယုံနေကတဖက်မှာတော့စစ်ဘေးရှောင်နေကြတဲ့လူမရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းခိုးယူနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချိုမြို့နယ်မိုင်း၃၀နီးပါးကွာဝေးတဲ့တောင်ခမ်းဒေသကစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်တွေဟာနောင်ချိုမြို့ကိုဇူလိုင်လ၃ရက်နေ့ညနေပိုင်းမှာမြို့ကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက် စစ်ခွေးတွေဟာဇူလိုင်လ15ရက်နေ့မှာမြို့ပေါ်ကဌာနဆိုင်ရာရုံးတွေနဲ့မြို့မဈေးကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။မနေ့ကဇူလိုင်လ17ရက်နေ့မှာတမဆက်တဲ့ဘုံမူကြီးမိုးမြင့်ဟိန်ဦးဆောင်တဲ့အဖွဲ့ဟာနောင်ချိုမြို့ပေါ်ကကြံနေတဲ့ဒေသခံအနှင်းငယ်ကိုဒဏ်ပေါက်တွေလိုက်လံပေးပြီးတော့စစ်တပ်ကလုံခြုံရေးဆောင်ရွက်နေကြောင်းအေးချမ်းစွာနေထိုင်နိုင်ပြီဖြစ်ကြောင်းနဲ့မစိုးရိမ်ကြဖို့စတာတွေကိုပြောဆိုစည်းရုံးပြီးဝါဒဖြန့်နေပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းစစ်ခွေးတွေကလူမနေတော့တဲ့လူမရှိတဲ့အိမ်တွေကပြည်စည်းတွေကိုခိုးယူနေပါတယ်လို့ နောင်ချုံမြို့ကန်တွေကပြောပါရယ်လက်ရှိမှာတော့နောင်ချုံမြို့ပေါ်မှာကြံနေတဲ့ဒေသခံပြည်သူ၁၀၀လောက်ရှိမယ်လို့နောင်ချုံမြို့ကန်တွေကခန့်မှန်းပါတယ်မြို့ကန်အများစုကတော့စစ်ကြောင်းတွေလာကလေးကဘေးလွမဲ့ထင်းတဲ့နေရာတွေကိုထွက်ပြေးကုန်ကြတယ်လို့သိရပါတယ်။နောင်ချုံမြို့ကိုဝင်လာတဲ့စစ်ခွေးတပ်ဟာမြို့ပေါ်ကနေအိမ်နေသားမကပဲခြေရွာတွေကနေအိမ်တို့ကပါခိုးယူနေတာလို့နောင်ချုံမြို့ကန်တွေကပြောပါတယ်။ကံကြီးဘက်ရောအုံမသီးဘက်ရောအဲ့ဒီလိုပဲအကုန်ခိုးနေတယ်လို့ပြောတယ်။ ဆမ်ဆယ်ဘက်ကိုတော့နေအိမ်တွေဘူလိုဇာနဲ့ထိုးပြီးတော့တန်တွေကိုရောင်းစားဖို့တန်ချောင်းကောက်တဲ့သူတွေကိုပါခေါ်လာတယ်လို့ပြောတယ်လို့နောင်ချိုမြို့ကအမျိုးသမီးတူကရှင်းပြထားပါဗျ။စစ်ခွေးတက်ကနောင်ချိုမြို့ကိုပြန်ရပြီးတဲ့နောက်အောင်ပွဲဆိုပြီးတော့အကြီးကျယ်ဝါရဖြတ်နေပါတယ်။ဒီကနေ့မှလည်းနောင်ချိုမြို့ကဝန်ထမ်းတွေကိုမြို့ပေါ်ကိုပြန်လဲခေါ်ယူခဲ့ပါတယ်။ဒါအပြင်စစ်ဘေးရှောင်နေကြတဲ့ဒေသခံတွေကိုလည်းပြန်လာကြဖို့ခေါ်နေပါတယ်။နောင်ချိုမြို့ကအများစုကတော့စစ်ခွေးတက်ရဲ့လောက်ရမယုံတဲ့အပြင် တော်လန်ဟေးတက်တွေနောက်တစ်ချိန်ပြတိုက်ခိုက်မယ်ဆိုတာကိုယုံကြည်နေတာကြောင့်နေရက်ကိုမပြန်သေးဘူးလို့ပြောပါတယ်တိုက်မယ်ဆိုတဲ့သတင်းတွေတော့ထွက်နေတယ်တရုတ်ကပေးခိုင်းလို့ပြန်ပေးတာဆိုပြန်မလာနိုင်တော့ဘူးအဲ့ဒီလိုတော့မဟုတ်ဘူးဒီတိုင်းအချိန်တွေတစ်ခုကြောင့်စုတ်ခွာပေးလိုက်ရတာပါပြန်တိုက်မှာပါပဲလို့နောက်ချုံမျိုးကအမျိုးသားတို့ကပြောပြထားပါတယ်ရှမ်းမန်းစစ်စင်ရေးမှာပါဝင်တိုက်ခိုက်ခဲ့တဲ့တော်လန်ဟေးတပ်ဖွဲ့တစ်ခုကတာဝန်ရှိသူကလည်းတောင်းတမလို့ DNL ဟာနောင်ချုံမြို့ကိုပြန်ပေးလိုက်တာမဟုတ်ဘူးလို့မှတ်ချက်ပေးထားပါဗျ။တရုတ်ကြောင့်လို့တော့မထင်ဘူးဗျ။တောင်းကသူတိမ့်ထားတဲ့နယ်မြေတွေလည်းများတယ် အဲ့ဒီဒီမှာလဲလုံချုံကြီးကလောက်ရသေးတယ်သူ့ရဲ့လူဝင်အားနဲ့မနိုင်တဲ့ပုံစံမျိုးဖြစ်နေတယ်ထင်တယ်တိုက်ပွဲကလည်းရေရှည်ဆိုတော့ပန်းတာလည်းဖြစ်မယ်လို့သူကပြောပြထားပါတယ်။နောင်ချုံမျိုးကိုတိမ့်ပိုက်ထိမ့်ချုပ်ထားတယ်။တောင်းတမတော် TNL ကတော့မျိုးကိုလက်လွတ်မှာမဟုတ်ဘူးလို့ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ကပြုတ်လုခဲ့တယ်။သတင်းစာရှင်းလင်းပွဲမှာ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူရွေးရီဦးကပြောကြားခဲ့ပါတယ်။လက်ရှိအချိန်ထိကျမတို့နောင်ချိုကိုလက်လွတ်ရတာမျိုးနောင်ချိုလက်လွတ်ဖို့ဆုံးဖြတ်ချက်ချတာမျိုးမရှိသေးပါဘူးခုခံကာကွယ်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်လို့ရွေးရည်ဦးကပြောပြထားပါတယ် 10276စင်ရေးအပိုင်းနှစ်မှာတော်လိုင်းတပ်ဖွဲ့တွေပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့နောင်ချုံမြို့တမျိုးလုံးနီးပါးကိုတနှစ်ပြည့်တဲ့အချိန်မှာစစ်ခွေးတပ်ဘက်ကပြန်လည်သိမ်းပိုက်ရရှိသွားတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်မှာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့ကိုတရားမဝင်လမ်းကြောင်းများကနေထွက်ခွာရန်ကြိုးစားတဲ့လူငယ်အယောက်90နီးပါးကိုစစ်တပ်ကဖမ်းဆီးလိုက်ပြီးတော့စစ်မှုထမ်းတပ်သားများအဖြစ်စုဆောင်းရေးတပ်ကိုပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လလ9ရက်နေ့မှာထိုင်းနဲ့မလေးရှားနိုင်ငံတို့ကိုတရားမဝင်လမ်းကြောင်းများကနေတဆင်ထွက်ခွာလာတဲ့လူငယ်အယောက်90နီးပါးကိုဂိမ်းများနဲ့တော်လမ်းများမှာအကြမ်းဖက်စစ်တပ်ရဲနဲ့ဒေသအာဏာပိုင်များကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်အဲ့ဒီလူငယ်များကိုရေပြူမြို့နယ်မှာရှိတဲ့ရဲစခန်းကနေတဆင်စစ်သားစုဆောင်ရေးတပ်ကိုခေါ်ဆောင်သွားတယ်လို့သိရကြောင်းဖမ်းဆီးခဲ့တဲ့လူငယ်တဦးရဲ့မိခင်ဖြစ်သူကဗတင်းပေးဖို့ပြောကြားထားပါဗျ။ရဲစခန်းကနေတချို့ကတော့ခလိုက်ရနှစ်ခွန်သုံးတပ်သေးကိုခေါ်သွားတယ်လို့တော့ကြားတယ်။ အခုတည်းထိတော့လိုက်မင်းနေတော့မယ်။တားနဲ့တော့အဆက်အသွယ်မရသေးဘူး။ရဲဘက်ကတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့အပိုးခံရတယ်လို့ပြောတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တအုပ်ရဲ့မိခင်ဖြစ်သူကရှင်းပြထားပါဗျာ။အကြပ်ဖက်စစ်ခွေးတက်ကမလေးရှားနိုင်ငံနဲ့ထိုင်းနိုင်ငံကိုစစ်မှုထမ်းတိတ်ဆောင်ကြတဲ့လူငယ်အမျိုးသားများကိုပိတ်ဆို့ဖမ်းဆီးရန်စစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးရန်ညွှန်ကြားထားကြောင်းရေပြူမြို့နယ်ထွေးအုပ်သတင်းအရင်းမြစ်ကပြောပြထားပါဗျာ။စစ်မှုထမ်းတိတ်ဆောင်ရန်ပြည်ပနိုင်ငံများကိုတရားမဝင်လမ်းကြောင်းများကနေထွက်ခွာမဲ့လူငယ်များကိုဖမ်းဆီးရန် စစ်တပ်ရဲထွေအုပ်နဲ့ပြူစောတိများပါဝင်တဲ့ပူပေါင်းစစ်ဆေးရေးအဖွဲ့များကိုလည်းရေပြူမြို့နယ်မှာဖွဲ့စည်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်နံပံချောင်းရေတိုးကတာတမန်ပြိုကျပြီးတော့လမ်းများရေလွှမ်းကကားလမ်းများကိုရေကျော်တဲ့အတွက်ကုန်းချမ်းရွာကနှစ်နှစ်အရွယ်ကလေးငယ်တအူးရေနဲ့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းပံကနေမိုင်းတုံဘက်အသွာစမ်းရှိဖုံးကြီးချောင်းသွားတဲ့ကားလမ်းပေါ်မှာရှိတယ်။ ကုန်းချမ်းရွာမှာရွာထဲမှာရှိတဲ့နေအိမ်ထဲကိုရေဝင်တဲ့အတွက်လူကြီးတွေကပစ္စည်းများကိုရွှေ့ပြောင်းနေတဲ့အချိန်ကလေးကိုဂယုမဆိုင်မိရာကနေရေထဲကိုမျောပါတိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗါးအိမ်ကနှစ်ထပ်အိမ်ကလေးပြုတ်ကြတာမသိလိုက်ကြတာလိုက်ရှာတော့တေသွားပြီမနေ့ကညနေကပဲတခါတည်းသေချိုလိုက်တယ်လို့ဒေသခံတဦးကပြောပြထားပါဗါးဇူလိုင်လ18ရက်နေ့ညနေပိုင်းကနန်းပန်ချောင်းတာတမန်ကျိုးကြတဲ့အတွက်မိုင်းပန်အရှိအဝုစု တောင်ကိုင်းဟိုဖိုင်လုံးပါခါဝမ်လန်း နားပင်ရွာမှာရှိတယ်လေအေကရာချီပြီးတော့ရေရွမ်းမိုးခြင်းခံလိုက်ရတယ်လို့သိရပါဗါတယ်တချို့ကစိုက်ဆဲတချို့ကတော့ပြိုးနှုတ်ထားဆဲအဲ့ဒီလေတွေကတော့သွားပြီဗျာပြိုးတွေအကုန်ရေထဲကိုမျောပါသွားပါပြီရေကျသွားမှလေပြက်မပြက်သိရမှာလို့ဝမ်လန်းရွာကန်တို့ကပြောပြထားပါဗါတယ်ပြီးခဲ့တဲ့နှစ်ကရေကြီးတဲ့အချိန်ကလေအေကထောင်ချီပြက်စီးခဲ့ရပြီးတော့အခုစိုက်ပျိုးရာသီရာသီအဆမှာလည်းရေတံခံရတဲ့အတော့လေသမားများဟာနလန်ထူနိုင်မှုအတော့စိုက်ပျိုးရေးဌာနရဲ့အကူအညီတွေလိုအပ်နေတယ်လို့ပြောဆိုထားပါဗျ။ မနစ်ကလေတွေထောင်ချီပြီးတော့ပြက်တာစိုက်ပျိုးရေးကိုအထက်ကချပေးတာကရပိုင်းမဲဆိုတော့အခုညီကကတင်းချင်းဆက်တဲ့လေချင်းတောင်မှရတဲ့သူကရမရတဲ့သူကမရဘူးလို့ပြောပြထားပါတယ်ကားလန်းနေပေါ်မှာလည်းချောင်းရည်နဲ့အတူပို့ချလာတယ်ရွှွန်တော်များကြောင့်အနစ်ကားများတွာလာလို့အဆင်မပြေတဲ့နေရငားနေရလောက်ရှိပြီးရင်မောင်းများအထူးသတိထားပြီးတော့တွာလာကြရင်သတိပေးနေကြပြီးတော့ဒီကနေ့မနက်ပိုင်းအထိမြို့ရဲ့ဘောလုံးကွင်းဘက်မှာလည်းရေများလွှမ်းမိုးနေစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ